ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ဘော်ဒူးနဲ့ရာဟုသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက် ဆရာကြီးစန်းစန်းနေဘုံမြမရိုးရာ အထောက်အကင်းစာအုံးမှာဟောကြားထားသောဘူရူးနှင့်ရာဟုသားသမီးများအတွေ့2025ခုနှစ်အောက်တိုဘာလ21ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အထိ15ရက်စာကျမ်းပြုဟောစတန်ကိုပြည်ပြည်ဆုံဆုံဖတ်ကြားပေးထားပါတယ်အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနဲ့ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းတီအောင်လဲဘေးနားကောင်းကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် ဘရူသားသမီးများအတွေ့15ရက်စာဟော့စတန်ဒီကာလအတွင်းမှာဖြစ်ပေါ်လာသောအပြောင်းလဲတွေကိုအသုံးချ၍အောင်မြင်မှုများအခိုင်အမာရရှိမယ်ကိုပိုင်စွမ်းစာကိုအခြေတည်၍တိုးတက်မယ်အတတ်ပညာကိုအသုံးချ၍တိုးတက်မှုများရရှိမယ်မိကုံးဆွေကောင်းများနှင့်တွေ့ရမယ်ကာလရှိချာကြိုးပမ်းထားခြင်းရဲ့အနှစ်သာရကောင်းကိုရရှိမယ်ငွေကြေးကိစ္စအတွေ့ပြောဆိုခြင်းများအောင်မြင်မယ်ကာလအတန်းကြာမြုံနှံ၍အရှုံးပေါ်နေသောကြာသပတေးနံပစ္စည်းများမှအကျိုးမြတ်ကောင်းများရရှိမယ်ချမ်းမြေနေရာထိုင်ခြင်းကိစ္စ အတွက်စကားပြောဆိုခြင်းများကြုံရမယ်စကားအောင်မြင်မယ်စပစ္စည်းလျှက်စပစ္စည်းအမျိုးအစားကောင်းများကိုအဖို့နှုံသက်သားစွာနဲ့ရရှိခြင်းကြုံရမယ်ရဝင်းနှင့်ဆက်သွယ်သောလုပ်ငန်းများမှကောင်းသောအကျိုးစများရရှိမယ်စနေနံပစ္စည်းများမလိုအပ်ဘဲဝယ်ယူခြင်းမပြုသင့်ပါအသည့်တစ်ခုအားဝယ်ယူကအဟောင်းအားစွန့်မှအင်္ဂိစအတွက်စိတ်နှောက်ရှက်ဖြစ်ရတတ်ပါတယ်။အိုရင်ညာထိုင်ခြင်းကိစ္စအတွက်စကားပြောဆိုရခြင်းရှိမယ်။ဆွေမျိုးသားချင်းများနဲ့ပတ်သက်၍စိတ်နှောက်ရှက်များရှိတတ်တယ်။ခရီးသွားရန်စီစဉ်မှုများ အချိန်ရှူရှားခြင်းဆိုင်းငံ့ခြင်းများပြုပြီးမှအဆင်ပြေသွားမယ်လူမျိုးကွဲလူမျိုးသားများနဲ့စကားများအခင်းရှိပါတယ်အရွေးရခက်ရအောင်အခွင့်အရေးအသည့်များတစ်မျိုးပြီးတစ်မျိုးပေါ်ထွက်မယ်ရမန်းချက်တဲ့နဲ့ဆောင်ရွက်သောကိစ္စများမှာထင်ရှားသောတက်လမ်းများဖြစ်ပေါ်မယ်အော်တိုဘာလ22ရက်24ရက်29ရက်30ရက်နိုဝင်ဘာလ2ရက်နေ့များတွင်အပြိုင်ဆိုင်အားလုံးကိုကြော်လွှား၍ရမန်းချက်များအောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်ဆောင်ရွက်သောကိစ္စများမှာကောင်းသောတိုးတက်မှုများရရှိမယ်ဆိုင်းငံ့ထားသည့်ကိစ္စ ာများပြန်လည်အဆင်ပြေမယ်ပေါ်ပေါက်လာသော အခြေအနေတို့ကိုအသုံးချ၍စနစ်တကျတိုးတက်ပါလိမ့်မယ်အောက်တိုဘာလ21ရက်23ရက်25ရက်26ရက်28ရက်နိုဝင်ဘာလ1ရက်4ရက်နေ့များတွင်လူလိန်လူကောက်အန္တရာယ်ရှိပါသည်လူမှုရေးပြည်ပခါများရှိမယ်စကားရှုပ်ထွေးသော စနေနေ့မွေးသူများနှင့်ဆက်ဆံမိ၍ဘဝတိုးတက်မှုများအားနှောင့်နှေးစေမယ်အိမ်တွင်ကိစ္စလူမှုရေးကိစ္စများရောထွေး၍စိတ်တိုင်းမကြစရာများဖြစ်တတ်သည်စီစဉ်ထားသည့်များမှာလွယ်လွယ်ချောချောဖြစ်တတ်ပါသည် ောက်တိုဘာလ28ရက်31ရက်နိုဝင်ဘာလ3ရက်နေ့များတွင်အခက်အခဲအားလုံးကိုကျော်လွှားနိုင်ပြီးရက်တန့်ဆိုင်ခံထားသော အလုပ်အကျန်စီမှန်သမျှကိုရှေ့တိုးဆောင်ရွက်နိုင်ပြီးကိုပိုင်မှုကိုအခြေတည်၍အလုပ်စည်းဝါးများအောင်မြင်ခြင်းရှိမည်မိသားစုတွင် အလုပ်စည်းဝါးတိုးတက်ခြင်းအောင်မြင်ခြင်းများရှိမည်ရဝေးတိုင်းသမားနှင့်တိုက်ရိုက်ဆက်ဆက်၍လောက်ကိုင်းသောကိစ္စများအစဉ်ပြေမည်ခြံကအခန်းအစရှိသည့်များအတွေ့ပြောဆိုဆောင်ရွက်ရန်အခါကောင်းကြောက်ရောက်ပါれအကျိုးပေးသောအရာအနည်းယောင်ပန်းယောင်မိကို ရောင်မိုးပြာရောင်များသည်ယခုကာလအတွင်းမိမိအတွက်အလွန်ကောင်းကျိုးပေးသောအရောင်များဖြစ်ပါသည်။ကံကောင်းစေသောပန်းများမှာစပယ်ပန်း၊ပရိမနိုင်ပန်း စင်ချဲပန်းခတ်တော်ပန်းများသည်ယခုကာလအတွင်းအထူးကောင်းကျိုးပေးသောပန်းများဖြစ်ပါသည်။ဖျားတင်၍၎င်းအလပန်းကိုထိုး၍၎င်းပြုတ်လုံနိုင်ပါသည်။အကျိုးပေးသောကနန်းများမှာယခုကာလအတွင်းဘိုးရူးနေမွေးသူအလုံးတို့သည်အတိတ်နမိတ်ထိုးရရင်သော၎င်းထိုးကြသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံခွန့်အသုံးချ၍ထီထိုးပါ။ယခုကာလအတွင်းအကျိုးပေးကံကောင်းစေသောကနန်းများမှာနှစ်လေးခွန်ကိုကနန်းများဖြစ်ပါသည်။ရရရွံခွန့်အတွင်းမှာကြံရီထက်၍ ၎င်းအတွင်ခရင်ညွင့်တညွင့်စိုက်ထိုးကအမြင့်တတိယအတွင်ကိုင်းရတွေ့ရကိုခင်း၍၎င်းခွက်ကိုတင်ကလိုရာဆန္ဒပြုပါတဆောင်မုံလာတွင်တယုတ်စကားပန်ဖရမလူကောင်းမှာဘုရူသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဘုရူသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ယာဟူသားသမီးများအတွေ့15ရက်စာဟောစတဲ့ဒီကာလအတွင်းမှာအများကိစ္စလူမျိုးရေးကိစ္စများအတွေ့အချိန်ကုန်ငွေကုန်လူပင်ပန်းခံကဆောင်ရွက်နေရမယ်လူရုလူစင်မဟုတ်သောကိစ္စများကိုအချိန်ပေးပြီးဆောင်ရွက်ရမယ်ရဝေးနှင့်ဆက်သွယ်ပြီးလုပ်သောကိစ္စများမှာကောင်းသောအကျိုးများရရှိမယ်ငွေကြေးရေးနှင့်လူမျိုးရေးကိစ္စတွေမှာရောထွေး၍စိတ်အနှောက်ရှက်ရှိမယ်နေမှာစိတ်မပျော်သလိုဖြစ်နေမယ်မြည်သည့်လုပ်ငန်းကိုဆောင်ရွက်ပါစေ စိတ်မဝင်စားအာယုံနောက်ချင်းမျိုးရှိနေလိမ့်မယ်မြေတီရာကိုလုံမီဟုမရှိလင်ကစားလုံနေသောကိစ္စကိုဆက်လက်လုံလုံးစိတ်မရှိဘဲဖြစ်နေမယ်အပြောင်းလဲများမလုတ်တင်ပါဘူးရတဲ့ရတိုင်းသောငွေကြီးများသည်တတ်မှတ်ထားခြင်းအတွင်းရောက်မလာ၍စိတ်ညစ်ရတတ်ပါတယ်ငွေကုန်စရာများတစ်မျိုးပြီးတစ်မျိုးကြုံရမယ်အရှိရသို့ညာဤညနေမသွားတယ်မှာမြောက်ရမညာဤညနေဧည့်သည်များလက်ခံမှာက ိန်းနွေးအရှုပ်ရှင်းရှိတာပါတယ်။ငွေကြေးစင်းစရာအရှုပ်ထွေးများကြားတဲ့အတွင်းပါဝင်ပတ်သက်ရတဲ့တည်းဒီနေ့လာနေ့မွေးသောသူများမယုံမသားလုံးမှုအပေါ်ဝန်ရောက်ဖြေရှင်းရလိမ့်မယ်။စိတ်ထိုးစိတ်တော့မှားရပါတယ်။အစာအိမ်ဒုက္ခပေးတဲ့တည်းမျက်စိနဲ့ပတ်သက်သောယောဂများဖြစ်တဲ့တည်းပညာအတတ်ကိုချိန်တည်၍တိုးတက်မှုရရှိမယ်။ငွေကြေးကံကောင်းပါတယ်။အခြေအမြတ္တာရေးကံကောင်းမယ်။မိသားစုနဲ့ပတ်သက်သောသတင်းကောင်းများကြုံရမယ်။အသုံးမတည်သောခင်မီပစ္စည်းများကိုဈေးကြီးပေး၍ဝယ်ယူပါကမကင်တွယ်တတ်၍ကစင် င်္ဂလယာကမော့ကမဖြစ်တတ်တယ်။အောက်တိုဘာလ22ရက်24ရက်29ရက်30ရက်နိုဝင်ဘာလ2ရက်နေ့များတွင်လौဒမြအစဉ်ပြေမယ်။စီးပွားလလဘတိုးပွားမယ်။ငွေကြေးကိစ္စစကားပြောဆိုခြင်းများအစဉ်ပြေမယ်။အပြိုင်ဆိုင်ကြားမှာတက်လန်းပေါ်မယ်။ချက်ချင်းဆုံးပြပြီးဆောင်ရွက်လိုက်သည့်ကိစ္စများမှာကောင်းသောအကျိုးဆက်များဖြစ်ပေါ်မယ်။အလုလျှောက်ခြင်းအလုရှားခြင်းများအထူးကောင်းပါတယ်။အောက်တိုဘာလ21ရက်23ရက်25ရက်26ရက်နိုဝင်ဘာလ1ရက်4ရက်နေ့များတွင်စိတ် နောက်ရှင်းများရှိတတ်တယ်။ရွှေထွက်မဲလူယုံဒုက္ခပေးတတ်တယ်။လျှို့ဝဲသတင်းစကားများပေါက်ကြရမယ်။စကားပြောဆိုမှားယွင်းတတ်ပါတယ်။စကားရှုပ်ထွေးသောသူများကြောင့်စိတ်ဒုက္ခဖြစ်စရာများကြုံရမယ်။အိုးအင်းကိစ္စအလုတ်ကိစ္စအတွေ့ဆိတ်ရှုပ်ရခြင်းများကြုံရတတ်ပါတယ်။ရင်ဘတ်အဆုပ်ဒုက္ခပေးတတ်တယ်။အော်တိုဘာလ26ရက်28ရက်31ရက်နိုဝင်ဘာလ3ရက်နေ့များတွင်အတိုက်ခံအားလုံးကိုကြော်လွှား၍တိုးတက်မှုအစဉ်စဉ်ဖန်တီးနိုင်မယ်။မွေးကြေးကိစ္စများပြောဆိုဆောင်ရွက်အစဉ်ပြေမယ်။ခက်ခဲခက်ခဲလောက်ကင်ထားသည့် ည်များမှကောင်းသောအကျိုးဆက်များရရှိမည်။ဆောင်ရွက်ထားပြီးကာလရှိကြာအဖြစ်မရ၍အစဉ်မပြေတော့ဝူး၍တတ်မှတ်ထားသည့်ကိစ္စတစ်ခုမှထူးခြားသည့်ကောင်းခြင်းအစဉ်ပြေခြင်းများဖြစ်ထွန်းမည်။အခြေရေးမြေတားရေးကိစ္စများထူးထူးခြားခြားကောင်းသောရဖြစ်ပါれ။အကျိုးပေးသောအရာအစဉ်ရင်ရောင်မိခိုးခြင်းရောင်အပြာရောင်နက်ပြာရောင်ကျက်သွေးရောင်ခရမ်းရောင်များသည့်ဒီကာလအတွင်းကံကောင်းလက်ပွင့်စေသောအရာများဖြစ်ပါれ။ရေးကြီးသောကိစ္စများဆောင်ရွက်ပါကဝတ်ဆင်သုံးစွဲတတ်ပါれ။ကံကောင်းစေသောပန်းများမှ ာကဏ္ဍဝါအဖြူအဝါနှင်းစီပန်းရောင်စုံဇွန်ပန်းပွင့်စပယ်ပန်းပွင့်ရွှေပန်းပွင့်ငွေပန်းပွင့်ရွှေတင်္ဂါပန်းခရမ်းရောင်ပန်းပွင့်များကိုဤကာလအတွင်းဖျားပန်းကတ်လူချင်းအလုတ်ခန်းနေရကန်းတို့တွင်အလဆင်ပန်းအိုးထိုးခြင်းဖြင့်ထူးခြားစွာကံပွင့်လက်ရွှင်စီပါလိမ့်မယ်အကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းဘိုးဘူးနေမွေးသူအလုံးတို့သည်အတိတ်နမိတ်ထူးရောက်၍တော်၎င်းထူးခြားသောနမိတ်ရောက်၍ဒီထူးသောအခါတွင်၎င်းညံခွင့်အုံးချ၍ဒီထူးပါယခုကာလအတွင်းအကျိုး ပေးသောကဏ္ဍများမှာ9.24ကဏ္ဍများဖြစ်ပါတယ်ရရရညာချိန်လှည့်လည်ရောင်းသောတခြားမုံပတ်ထုတ်ကိုဝယ်ကညာညာချိန်မှာလှည့်လည်ရောင်းသောတခြားမုံပတ်ထုတ်ကိုဝယ်ကအနောက်နေဝင်ရာအရက်ကိုမျက်နှာမူ၍စားသုံးကလိုရာဆန္ဒပြုပါနေရှိတခြားဘူးအဟောင်းတို့ကိုစွန့်ပစ်ကအသည့်သုံးဆွဲပါယခုကာလအတွင်းတရုတ်စကားပိုင်းများကိုဖျားမလူကောင်းမှာရာဟုသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမှန်ရရှိကြပါစေရာဟုသားသမီးများ တွေတိုက်ဆိုင်မင်္ဂမာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်မြမယိုရာဘီရင် channel မှာနာမည်ကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဘီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်